လာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အန်လီစိတ်စစ်ကောင်စီတရင်တွေအလုံးဌာနဆိုင်ရာရုံးတွေအလုံးအပါအဝင် အမ်းမြို့နယ်တစ်ခုလုံးကို အေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးအနောက်ပိုင်းတိုင်းစစ်တနာကြုံတစ်ခုတည်းသာ သိမ်းပိုက်ရန်ကြံပါတော့တယ် အာဆီယံတနက်ပြည့်ပြိုင်ပွဲမှာဒုဗိုလ်မှူးကြီးသိန်းစိုးထွန်းအဖွဲ့ကစွတ်တဲ့တခုမှမရဘဲနိုင်ငံလိုက်အဆင့်သုံးရရှိတယ်လို့လိန်လေထုတ်ပြန်ကအရေးမပါတဲ့တနက်ပြည့်ပြိုင်ပွဲရလတ်တောင်လိန်လေလှည့်ပြတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမရှင်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ရခိုင်ပြည်နယ်အမ်းမြွနယ်ကအမ်းလေစိတ်စစ်တပ်တရင်တွေအလော ဝန်ကြီးဌာနဆိုင်ရာရုံးတွေအလုံးအပါဝင်အမ်းမြို့နယ်တစ်ခုလုံးကိုအေအေကတိုက်ခိုက်သိမ်းပစ်လိုက်ပြီးအနောက်ပိုင်းတိုင်းစစ်တနာကျောင်းတစ်ခုထဲသာသိမ်းပိုက်ရန်ကြံတော့တယ်လို့အေအေကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ရခိုင်ပြည်အနောက်ပိုင်းတိုင်းစစ်တနာကျောင်းရှိရာအမ်းဒေသအတွင်းကစစ်ကောင်စီရဲ့ဗျူဟာဌာနချုပ်တွေကာကင်းစခန်းကြီးစခန်းငယ်တရင်ဌာနချုပ်တွေတက်ခွဲအသီးသီးအပါဝင် အခြားနေရာတို့မှာတက်ဆွဲစခန်းချ ခုခံစစ်ဆင်နွှဲနေကြတဲ့တက်စကန်နေရာ30ကျော်ရှိတဲ့အနေနဲ့အန်နပခဌာနချုပ်တခုတည်းသာကြန့်ရှိတော့တာလည်းဖြစ်ပါတယ်။အမ်မြုတ်နယ်ရဲ့နောက်ဆုံးလက်ကျန်အနောက်ပိုင်းတိုင်းစစ်ထနာချုပ်ကိုအပြည့်သက်သိမ့်ပတ်ရရှိနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခတ်နေရလို့လည်းသိရှိရပါဗျ။လက်ရှိမှာအနောက်ပိုင်းတိုင်းစစ်တနာချုပ်ကလွဲပြီးအေအေကစစ်ကောင်စီတပ်စခန်၉ခုနဲ့လေစစ်အနီးဝန်းကျင်ကစစ်တပ်စခန်ငယ်တွေကိုသိမ်းပိုက်ရရှိခဲ့လို့လည်းသိရှိရပါဗျ။ဒါအပြင်အေအေကအော်တိုဘာလနဲ့နိုဝင်ဘာလအတွင်းကလည်းအဲမြို့နယ်အနောက်ပိုင်းတိုင်းစစ်တနာချုပ်ကတပ်စခန်တွေထဲကဆွေချောင်းပြူဟာ တောဟင်းတောင်ပြူဟာမဲတောင်ပြူဟာကုန်းကြီးတွေနဲ့ကာကင်းစခန်းတွေအပြင်စစ်ကောင်စီရဲ့စခန်း၈ခုကိုလည်းသိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ပါတယ်။အန်ဒီတာအတွင်းရန်သူတပ်စခန်းတွေကိုအေအေကထိုးစစ်ဆင်တိုက်ခတ်နေတဲ့တပြိုင်နက်တည်းမှာပဲစစ်တပ်ကရခိုင်ရုံးမဘက်ကနေစစ်ကူတွေကိုရဟတ်ရင်တွေနဲ့အချင်းချင်းပို့ဆောင်ပြီးစစ်အင်အားကိုဖြည့်တင်းရန်ကြိုးစားနေခဲ့ပေမဲ့လည်းအရခတပ်တော်ကအဆင့်ဆင့်ဖြတ်တောက်ပိတ်ဆို့ထားနိုင်ခဲ့တာကြောင့်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းတွေဟာ၃ရက်အတွင်းစစ်ကြောင်းတစ်ခုလုံးချေ င်မုန်းခံရတဲ့အဆင့်ကိုရောက်ရှိခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ဒီတစ်ခါမှာတော့အာဆီယံတက်မတော်များချစ်ကြည်ရေးတနက်ပြည့်ပြိုင်ပွဲမှာဒုဗိုလ်မှူးကြီးသိန်းဆိုးထွန်းဦးဆောင်တဲ့အဖွဲ့ကစုတစည်းတစ်ခုမှမရဘဲအာဆီယံနိုင်ငံလိုက်အဆင့်၈နဲ့သာကျင်းပခဲ့ရပြီမယ်လေ။ အဆင့်3ရရှိခဲ့လို့လိမ့်လေပြောဆိုခဲ့ကြောင်းတက်တွင်းသတင်းမြစ်ကပြောပါရယ်ပြင်းဥရင်မြို့တက်မတော်နီးပညာတက်ကသူမှာနှလုံးပေါက်တွဲပဲလေ့ကျင့်နေတဲ့အကြက်ပဲစစ်တပ်တနက်ပြစ်အသင်းဟာဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်တဲ့32ကြိမ်မြောက်အာဆီယံနိုင်ငံတက်မတော်ကြီးတနက်ပြစ်ပြိုင်ပွဲကိုနိုဝင်ဘာလတတိယပတ်မှာတွားရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပြီးနိုဝင်ဘာလ23ရက်နေ့မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲဟာအာဆီယံတက်မတော်တနက်ပြစ်အသင်းတွေအနေနဲ့နိုင်ငံလိုက်ပြိုင်ပွဲဝင်ခြင်းမဟုတ်ဘဲ ်ပြိုင်ပွဲဝင်တဲ့နိုင်ငံကအကစားသမားတွေအားလုံးရောနှောလိုက်ပြီးအုပ်စု ABCD တို့အသင်းလိုက်ပြန်လည်ခွဲကချစ်ချည်အနေနဲ့ရှင်မြန်ချင်းသာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါပေမဲ့ပြိုင်ပွဲကနေပြန်လာတဲ့အကြက်ပဲစစ်တပ်တနက်ပြည့်အသင်းဟာပြည်ပသတင်းဌာနရဲ့မြန်မာပိုင်းအစီအစဉ်နဲ့တွေ့ဆုံမေးမြန်းခဲ့ရမှာမြန်မာတက်မတော်တနက်ပြည့်အသင်းအနေနဲ့အာဆီယံနိုင်ငံလားတတိယအဆင့်ရရှိခဲ့လို့အသင်းကောင်းဆောင်ဖြစ်သူ ဒုဗိုလ်မူကြီးတိန်ဆိုးထွန်းကလိန်လေဖြစ်ကြားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲကိုအုတ်ချုပ်သူနီးပြအရာရှိဆက်လေးဦးအကစားသမား25ဦးလိုက်ပါကချစ်ကြည်ပြိုင်ပွဲဝင်ခဲ့တာဖြစ်ပြီးအမျိုးသမီးအသင်းသားရွှေလေးကိုငွေနှခု ကျေးလေးခုသာရရှိခဲ့ပြီးအမျိုးသားအသစ်မှာတော့စုရစိတ်တစ်ခုမှရရှိခဲ့ခြင်းမရှိဘူးလို့လည်းသိရှိရပါတယ်။ဒါအပြင်အကြက်ဘက်စစ်တပ်ရဲ့ချစ်ကြည်ရေးစုရရှိမှုရွှေငွေကြေးအဆင့်လိုက်နိုင်ငံတွေသတ်မှတ်ချက်မှာအဆင့်၈မှာသာရည်တည်ခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ရခိုင်ပြည်နဲ့တရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်။ရခိုင်ပြည်ဂွားမြို့အနီးမှာတိုက်ပွဲတွေပြင်းထန်လာတာကြောင့်ရခိုင်ပြည်သူတွေဟာဂွားမြို့နယ်နဲ့အဆက် ARR တိုင်းဘက်ကိုထွက်ပြေးနေကြရမှာစစ်တပ်ခန့်ကျေးရွာအုပ်ချုပ်ရေးမှုတွေကအရခတက်တော် AA ပါလာမှာစိုးတယ်လို့ဆိုပြီးစစ်ပေးရှောင်ပြည်သူတွေကိုကျေးရွာတွေအတွင်းမှာနေထိုင်ခွင့်မပြုဘဲအတွက်ဒုက္ခရောက်နေကြရတယ်လို့စစ်ပေးရှောင်ပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်။ ဒီဇင်မာလ6ရက်နေ့ကခွားမြို့နယ်ကနေစစ်ဘေးရှောင်ပြည်သူတွေဟာ ARD တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့နယ်ကွယ်တီရာကုန်းပြင်နဲ့လက်ပံပင်ကျေးရွာတွေကိုရောက်ရှိလာကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်တပ်ခန့်ထားတဲ့ကျေးရွာအုပ်ချုပ်ရေးမှုတွေက စစ်ပေးဆောင်ပြည်သူတွေထဲမှာအရခတက်တော်အေအေတက်ဖွဲ့ဝင်တွေရောနှောပါလာနိုင်တယ်ဆိုပြီးစစ်ပေးဆောင်ပြည်သူတွေကိုကျေးရွာတွေတက်ကိုဝင်ရောက်နေထိုင်ခွင့်မပြုခဲ့ဘူးလို့လည်းသိရှိရပါတယ်။အဲလိုဂွားမြုံနယ်ကနေထွက်ပြေးလာတဲ့စစ်ပေးဆောင်ပြည်သူတွေမှာစစ်တပ်ခန့်အုပ်ချုပ်ရေးမှုတွေရဲ့ကန့်သက်ပိတ်ပမှုတွေကြောင့်စားဖို့နေရအတိဒုက္ခရောက်နေကြတယ်လို့လည်းသိရှိရပါတယ်။အဲလိုအရာရီတိုင်းဘက်ကိုထွက်ပြေးလာတဲ့စစ်ပေးဆောင်ပြည်သူတွေဟာ ကွာမြွနယ်ရဟန်ကွင်းကျေးရွာရဟန်ကရုတ်ကျေးရွာကြောက်ကြီးကျေးရွာရဟန်ပြားကျေးရွာနဲ့ကိုညာရှိကျေးရွာတွေကစစ်ပေးဆောင်ပြည်သူတွေဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ကချင်ပြည်နယ်တိုင်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ဗမော်မြို့မှာလည်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်မြို့လုံးကျွပြည်သူတွေစစ်ပေးတင်းရှောင်နေကြတယ်လို့ KIA သတင်းမြစ်နဲ့ဒေသပြည်သူတွေစီကသိရှိရပါရစေ။တိုက်ပွဲကတော်တော်ပြင်းထန်နေတာဖြစ်ပြီးရက်ကွက်တွေထဲမှာလည်းလက်လက်ကြီးကြီးတွေဘုံတွေကျရောက်နေတာကြောင့်မြို့လုံးကျွရတဲ့လမ်းတွေကနေထွက်ပြေးနေကြတယ်လို့ဗမော်မြို့ကပြည်သူတို့ကပြပြပါရစေ KIA သတင်းမြစ်တစ်ခုကလည်းဗမော်မြို့ကပြည်သူတွေဝယုံသုံးကထွက်ပြေးနေရတဲ့ဗီဒီယိုတွေကိုထုတ်ပြန်လာတာကိုလည်းတွေ့ရှိရပါတယ်။အဲ့ဒီဗမော်မြို့မှာဒီဇင်ဘာလ၄ရက်နေ့လောက်ကစပြီးစစ်ကောင်စီတပ်တွေနဲ့ KIA ဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာမြို့ထဲကစစ်ကောင်စီရဲ့ထဏဆိုင်ရာရုံးများစုကိုတော်လိုင်းတပ်တွေကထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုထိန်းချုပ်နိုင်ခဲ့တဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကဗမော်မြို့ထဲကိုဥတီက လက်လက်ကြီးတွေနဲ့ပစ်ခတ်တာလေကြောင်းတက်ခတ်မှုတွေဇက်တိုက်ဆောင်ရွက်ခဲ့တာကြောင့် အနည်းဆုံးပြည်သူ9ဦးခန့်သေဆုံးပြီး10ဦးထက်မနည်းဟာဒဏ်ရာရှိထားတယ်လို့လည်းသိရှိရပါတယ်။လက်ရှိအချိန်ထိစစ်ကောင်စီရဲ့ဗမော်မြို့ပြင်ကာကင်းစခန်းအများစုကိုသိမ်းပိုက်ထားနိုင်ပြီးတရင်ထဏာချုပ်တွေနဲ့ဗိုလ်အချက်ချာကြတဲ့စစ်စခန်းတွေကိုထိုးစစ်ဆင်နေစေလည်းဖြစ်ပါတယ်။ဒါအပြင်မန်စီမြို့ပေါ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးအကြမ်းဖက်စစ်ကောင်စီတရက်ခမရ319ခမရ601နဲ့အမှတ်923အမြောက်တပ်တရင်3ခုကိုလည်းတပြိုင်နက်တည်းဝိုင်းဝန်းပိတ် တ်ဆို့တိုက်ခိုက်နေရလို့လည်းသိရှိရပါတယ်ရှင်ဒီတစ်ခါမှာတော့ Oridu မြန်မာအယောင်ဖြန့်ချိရေးဌာနကမြန်မာဝန်ထမ်းတွေကိုအယောင်ဌာနရဲ့အကြီးအကဲနိုင်ငံသားတအုပ်ကဆဲဆိုချိန်မောင်းခြင်း နေမြေမလုံးကျုံတဲ့နေရာတွေကိုအတင်းစစ်လုကဈေးကွက်ရှာခိုင်းခြင်းအပါအဝင်မတရားဖိနှိပ်ခိုင်းစေမှုတွေကိုဝန်ထမ်းတွေကတိုင်ကြားခဲ့ပေမဲ့လည်းကုမ္ပဏီကမဖြေရှင်းပေးတဲ့အတွက်ကြောင့် ILOC ကိုတိုင်ကြားမယ်လို့ Oridu မြန်မာကဝန်ထမ်းတွေကရန်ကုန်ခေတ်တစ်ကိုပြောပါရယ် Oridu အယောင်ဌာနရဲ့အကြီးအကဲနှုတ်ဟာမြန်မာဝန်ထမ်းတွေကိုဆဲဆိုချိန်မောင်းတာသူတို့ခိုင်းစေတဲ့အတိုင်းမဆောင်ရွက်ပေးရင်အလောက်ကတွေထပ်ခိုင်းတာမျိုးတွေကိုဖိနှိပ်လွတ်ဆောင်နေရလို့လည်းသိရှိရပါရယ်ဒါအပြင်အယောင်ဝန်ထမ်းတွေအပေါ်မှာဘက်လိုက်စွာ ဆက်ဆံအုပ်ချုပ်တာ ဝန်တန်းတွေရဲ့ပြောဆိုဖြစ်ရှင်းချက်တွေကိုနားလည်စဉ်းစားပေးမှုမရှိတဲ့အပြင်ဝန်တန်းလုံခြုံရေးကိုအလေးမထားဘဲနေမြေမငိမ်သက်တဲ့နေရာဒေသတွေကိုတွားရောက်ကာဈေးကွက်ရှာခိုင်းတာဈေးကွက်အတွင်းမဖြစ်နိုင်တဲ့ဈေးကွက်မျှော်မှန်းချက်တွေချပေးကာမတရားချင်းချောက်ခိုင်းစေတာတွေလှုပ်ဆောင်နေပြီးဝန်တန်းတွေကိုအလောက်ကနေထွက်ခိုင်းတာမျိုးတွေပါကျုလွန်နေရလို့လဲဝန်တန်းတွေကပြောပြပါဗါးဒါအပြင်ကိုယ်စားလှယ်တွေရရှိမဲ့အကျိုးခံစား권တွေမရရှိတဲ့အခါမှာလဲသက်ဆိုင်ရာအယောင်ဝန်တန်းတွေကသာတာဝန်ယူတာဝန်ခ ခံဖြည့်ရှင်းပေးနေရတဲ့အဖြစ်တွေနဲ့ကြုံတွေ့နေရတယ်လို့ Oridu မြန်မာကအယောင်ဝန်ထမ်းတွေကပြောပြပါရတယ်။အဲဒါကြောင့်မြန်မာနိုင်ငံအလို့သမားရေးရာဌာနအပြင်နိုင်ငံခြားသားတွေနဲ့သက်ဆိုင်နေတဲ့အတွက်ပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ ILO ကိုလည်းတက်တည်အထောက်အထားတွေနဲ့အတူတိုင်ကြားသွားမှာဖြစ်တယ်လို့လည်း Oridu မြန်မာကအယောင်ဝန်ထမ်းတွေကပြောပါရရှင်။ခုန နောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တင်တပုတ်ကတော့ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကန်ခွင့်တက်တန်းတို့ရမှာပွဲစားတွေတောင်းခံနေတဲ့မြန်မာတန်ယုံကိုပေးရမယ့်စစ်လက်ကျေး1800ဘတ်ကိုပေးရန်မလိုဘူးလို့စစ်ကောင်စီလက်အောက်ခံမြန်မာတန်ယုံရဲ့ထုတ်ပြန်ချက်ကိုယုံကြည်ရန်ခက်ခဲနေတယ်လို့ရွှေပြောင်းမြန်မာလူသမားတွေကပြောပါတယ်။အကြက်ဖက်စစ်ကောင်စီလက်အောက်ခံမြန်မာတန်ယုံဟာလက်တလုံးမှာထိုင်းနိုင်ငံအတွင်းတက်တန်းတိုးလို့သူတွေအတွက်ပွဲစားတွေရဲ့ငွေတောင်းခံမှုမှာမြန်မာတန်ယုံကိုပေးရမယ့်စစ်လက်ကျေး1800ဘတ်ထည့်သွင်းတောင်းခံ ်မှုကိုညှင်းဆို့ထားတာလည်းဖြစ်ပါတယ်။ဒါအပြင်မြန်မာလုပ်သားတွေအနေနဲ့ထိုင်းနိုင်ငံသက်ဆိုင်ရာဌာနတွေရဲ့လက်ညှိုးမှုနဲ့အညီ ဆက်လက်ဆောင်ရွက်သွားကြဖို့လိုအပ်တယ်လို့လည်းဖော်ပြထားပြီး အခုနှစ်ရာခိုင်နှုန်းကိုတော့တီးတန့်မကောက်ခံတော့ပဲဘန်ကောက်ဘန်ကွက်နဲ့711ဆိုင်တွေကိုတိုက်ရိုက်ငွေပေးသွင်းရမှာဖြစ်ပြီးငွေသွင်းပြေစာပြမှသာစာအုပ်ရမယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဒါအပြင်အထောက်အထားမရှိတဲ့မြန်မာလုပ်သားတွေအတွက်ထိုင်းနိုင်ငံရဲ့ပန်းရောင်ကတ်ထုတ်ပေးလုပ်ငန်းစဉ်ဆောင်ရွက်ချိန်မှာ CI စာအုပ်ကိုပါပူတွဲထုတ်ပေးနိုင်ရေးစီစဉ်သွားမှာဖြစ်တယ်လို့လည်းစစ်ကောင်စီတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ